လောကမှာသစ္စာဟာအစွမ်းတကုအမတမထက်တယ်လူတွေကသစ္စာဆိုတာအမတမနေကြတကယ်ကိုယ့်အကူသစ္စာဆုံးပြီးတော့ကိုလိုချင်တဲ့အရာတစ်ခုကိုတောင်းလို့ရှိရင်သစ္စာရဲ့စွမ်းအားဟာရှိတယ်မယုံရင်တော့လုပ်ကြည့်ပါဦးနော်တခါတိုင်းနဲ့တော့ရချင်မှရမှာဟောဘာဖြစ်လို့တော့ဆိုသစ္စာစကားဆိုတာမှန်ကန်ဖို့လဲလိုအပ်တယ် မမကံကံလဲဆိုရမယ်စိတ်ဆွမ်းအားတွေအားလုံးအသုံးချပြီးတော့လုပ်ဖို့လိုအပ်တယ်။အဲဒီမှာသစ္စာဆိုပုံဆိုနည်းကသစ္စာဆိုတာမှန်တာကိုပြောတာ။ကိုယ့်ဘာကိုယ်လဲသစ္စာဆိုလို့ရတယ်။ကိုယ့်ဘာကိုယ်ဆိုရင်အမှားရှိခြင်းရှိနေမယ်။ဒါကြောင့်မို့ယရဏသုံးပါးနဲ့ပတ်သက်တဲ့သစ္စာဆိုပုံကိုယရဏတုတ်ကနေယူပြီးတော့နတ်နှခဲမှာသစ္စာဆိုနိုင်အောင်လို့ဒီခါတော်လေးတွေဒီမှာထည့်သွင်းထားတယ်။ ဒါမနဲ့ဘုသောအိယာကထလာလို့ရှိရင်လောက်ရမယ့်အလုပ်ကလေးတွေနဲ့နော်အလုပ်သွားပြီတခုလုပ်ကံကင်တာတွေလုပ်ပြီဆိုလို့ရှိရင်အခုလိုသစ္စာလေးဆိုဖို့လိုသစ္စာဆိုတာကိုယ့်အတွက်တည်းမဟုတ်ဘူးကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်ပဲအကုန်ပါကြည့်တယ်ယံကိစီဝိတံဣဒဝါပူရံဝါတကေတုဝါယံရတနံပဏိတံနာနောတမံအဋ္ဌိတထာဂတိတ ဣရံပိဗုဒ္ဓေရတနံပဏိတံဣတေနသစ္ဆေနသုဝတိဟောတုဣတံပိဓမ္မေရတနံပဏိတံဣတေနသစ္ဆေနသုဝတိဟောတုဣတံပိတံေရတနံပဏိတံဣတေနသစ္ဆေနသုဝတိဟောတုဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးရဲ့တစ္ဆာသောဘုံလေးကိုကြည့်ပမာလိုအသေးငယ်ကလည်းရှင်းရှင်းပဲယံကေစီဝိတ္တံဣဒဝါပူရံတက္ကေတုဝါယံရတနံပဏိတံ လို့ဆိုလို့အဲ့တော့ရန်ကန်စီဝိတ္တလောကမှာနှစ်သက်စရာကောင်းလာတယ်ပစ္စည်းဥစ္စာဒီလူပြည်မှာရှိတဲ့ဟာရောတခြားလောကမှာရှိတဲ့အရာတွေရောတော့နတ်ပြည်တွေမှာရှိတဲ့အရာတွေရောလောကမှာယရနာတွေဟာကဘာမှာရှိရန်ကန်စီရှိသမျှယရနာတွေအားလုံးအနှစ်သာရယရနာတွေအားလုံးနာနောတမအဋ္ဌိတထာဂတိနာ ယသဗျာဆိုတဲ့ယရနာနဲ့တူတဲ့ယရနာလောကမှာဖြစ်ပါဘူးသူတွေပိုင်ဆိုင်ကြတဲ့စိတ်ပဲဖြစ်ဖြစ်ရွှေပဲဖြစ်ဖြစ်ငွေပဲဖြစ်ဖြစ်เนาะကြောက်တံပရမ ्या တွေပဲဖြစ်ဖြစ်အဲ့ဒီယရနာတွေညောင်များစွာရှိကဘာမှာရှိတဲ့ဒီယရနာတွေရဲ့တံပိုးဟာယသဗျာဒီဟူသောယရနာကိုမပြီးပါဘူးလို့ပြောလို့ဆိုတာအဲ့ဒါဟာမင်္ဂတော်စကားတစ်ခုဖြစ်တယ် တဏ္ဍောတမံအတ္တိတထာဂတိနံဣဒံပိဗုဒ္ဓေရတနံလောကမှာရှိတဲ့ယရနာတွေထက်ပိုပြီးတော့ထူးမြတ်တဲ့ယရနာနှစ်သက်စရာကောင်းတဲ့သီလသမာဓိပညာဆိုတဲ့ဒီထူးခြားတဲ့တန်ဖိုးရှိလာတဲ့တရားတွေမြတ်စွာဘုရားတဏ္ဍမှာရှိတဲ့တရားမှာရှိတဲ့သံဃာမှာရှိတဲ့အဲ့ဒီမှန်သောစကားကိုဆိုရသောကြောင့်တတ္တဝါတွေချမ်းသာကြပါစေ။ဟောဒါမေတ္တာဆုပ်ပြီးတော့မေတ္တာပွားတဲ့ဤ အဲ့တော့နန်းနဲ့မိုးတော့လေးရောက်တဲ့အခါကျတော့ကို့အတွက်တင်မကဘူးအများသတ္တဝါတွေအတွက်ပါသစ္စာဆိုပြီးတော့မေတ္တာပွားတာအလွန်ကောင်းတဲ့အလုပ်တစ်ခုပဲဟုတ်အဲ့တော့အလွန်ကောင်းတဲ့တစ်ခုကမှန်မှန်ကန်ကန်လုပ်သွားမယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေရလာတာဒါနန်းနဲ့ပိုင်းမှာဒီလိုလုပ်ဖို့အတွက်ရှေးဆရာတော်ကြီးတွေကထိုးထိုးပါဠိတော်တွေကနေထုတ်လုပ်ပြီးတော့ဒီလိုရေးသားခဲ့ကြတာဖြစ်တယ်ဟုတ်